အော်ရိုဘာလ29ရက်နေ့ဒင်တို့ဤစိန်နှလုံးအထက်၌ခရစ်တော်၏ငြိမ်သက်ခြင်းအုပ်ဆိုးစေ Colossae or as a ခန်းကြီး3အခန်းငယ်15ယနေ့ခေတ်ကျွန်တော်တို့ကြုံတွေ့နေရသည့်စိန်ခေါ်မှုများအနက်လူတိုင်းဖြည့်ရှင်ရသည့်စိန်ခေါ်မှုတစ်ခုမှာမိမိအတွင်း is it ရှိစိန်ခေါ်မှုတနည်းအားဖြင့်နှလုံးသားအနက်ရှိုင်းဆုံးမကောင်းမှုအဖြစ်ကိုဖြည့်ရှင်ရန်ဖြစ်ပါတယ်ကျွန်တော်တို့လက်ခံရရှိသည့်ထောင်ပေါင်းများစွာသော စာရင်းအများစုမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာစိန်ခေါ်မှု ပြဿနာများနဲ့ဆက်နွယ်နေပါတယ်။တရားရည်တရားကွဲပြားခြားနားတော့လဲအဓိကမှာအတွင်း is it that ပြဿနာများ ဖြစ်ပါတယ်။ကျွန်တော်တို့အနေဖြင့်ပြင်ပတိုက်ပွဲများကိုအောင်းနိုင်တော့လဲဝိညာဉ်ရေးတိုက်ပွဲများတွင်ရှုံးနေခြင်းရှိနေပါတယ်။တခုတည်းသောအဖြစ်မှာသခင်ယေရှုပင်ဖြစ်ပါတယ်။သခင်ယေရှုကငြိမ်သက်ခြင်းကိုတင်တို့၌ငါထားခဲ့၏။ငါဤငြိမ်သက်ခြင်းကိုတင်တို့အားငါပေး၏။လောကီသားတို့ပေးတဲ့ကဲ့သို့ ငါပေးသည်မဟုတ်တင်းတို့စိတ်နှလုံးကိုပူပန်ခြင်းဆိုရင်တုံ့လောက်ခြင်းမရှိစေနဲ့ရှင်ဟန်ခရဝင်ကျန်းခန်းကြီးဆက်လေးခန်းငယ်29ခုဆိုထားတဲ့ပြက်နှလုံးသားရှိမကောင်းမှုအမောင်တို့ကိုဖယ်ရှားနိုင်ရန်သခင်ယေရှုအားအရိကထိန်းချုပ်ခွင့်ပြုရမည်ဖြစ်ပါတယ်ထိုအခါအသင့်အတွက်နေသည့်ပေါ်ပေါက်လာမည်ဖြစ်ပါတယ်ယနေ့တွင်ဆုတောင်းကျန်းသာရဘုရားသခင်ရဲ့မြစ်တာနဲ့ဂိယုနာဟာကျွန်တော်အတွက်ငြိမ်သက်ခြင်းနဲ့မျှော်လင့်ခြင်းကိုဖြည့်ဆည်းပေးပါれအာမင် ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ